လာပါအလုံးကိုစနေပြချမ်းမှာချမ်းသာကြ၍ဘေးကင်းကရေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့ရံညှိုးကင်းခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်လောကမှာတစ်ဖက်သူနဲ့တစ်ဖက်သူနားလည်နေကြဖို့ခွင့်လွတ်နေကြဖို့ပြီးတော့မေတ္တာတရားဖြင့်စောင့်ရှောက်ကြဖို့အဲ့ဒီအရာမျိုးတွေဟာအင်မတန်လိုအပ်ပါတယ်ကြံတော့ ပြင်ပအန္တရာယ်များယံများရှိကောင်းရှိနိုင်တော်လဲပဲကိုယ့်အချင်းချင်းအပြန်အလှန်မေတ္တာတရားတွေထားပြီးတော့စောင့်ရှောက်ပေးနိုင်ကြမယ်ဆိုရင်ကုညီပေးနိုင်ကြမယ်ဆိုလို့ရှိရင်အညို့အတေတို့ယံညို့တို့အမျက်ဒေါသဒါတွေဖြစ်စရာအကြောင်းမရှိဘူးအခုဆွေမျိုးအချင်းချင်းပဲဖြစ်ပါစေအတ္တကြီးမှုများ ကိုအကျိုးကြည့်မှုများတစ်ဖက်သူကိုနားမလည်ပေးခြင်းများစတဲ့အရာတွေကြောင်းအချင်းချင်းမှာတော့ရန်ညှိုးထားတယ်ဆိုတဲ့သဘောတွေပေါ်လာတတ်တယ်နှလုံးသွင်းမသင့်တင်တဲ့အခါမှာဆုံးမနေရင်တော့မှငါ့ကိုချိုးနှိမ်တယ်လို့ခံယူပြီးရန်ညှိုးထားတတ်ကြတယ်ဒီတော့သာမန်တဘာဝအဖြစ်ဆိုရင်တော့မိပါဆိုတာသာသမီးကိုမာရင်အပြစ်တင်ပါပဲ။ အပြစ်ပြပြီးတော့ဆုံးမမှာပဲစူပူတင်တဲ့အချိန်မှာစူပူမှာပဲဒါမှန်တဘာဝအားဖြင့်ဆိုရင်တော့ဆရာဆိုတာတပြည့်အပေါ်မှာအပြစ်ရှိဆုံးမမှာပဲကာယကံမြောက်လဲဖြစ်ခြင်းဖြစ်သွားမယ်ဝစီကံမြောက်နယ်လဲဖြစ်ခြင်းဖြစ်မယ်သို့တော့စေရင်စေရနာရင်မှန်နေတယ်ဆိုရင်ဒါဟာနာခံရတာပဲကိုယ့်အပေါ်မှာတကယ်စေရနာမြတ်တာထားနေတယ်ဆိုရင်ဒီတော့အဲ့လိုမဟုတ်ဘဲနဲ့ ကိုကစေတနာထားတယ်ဆိုတာတောင်မှအပြောမတက်ခြင်းလူရှိသူရှိမှပြောမိခြင်းစတဲ့အရာတွေကတစ်ဖက်ကတပြည့်တော်လကောင်းတငယ်ချင်းတော်လကောင်းသားသမီးတော်လကောင်းဘလောက်ပဲရင်းနေတယ်ဖြစ်ပါစေနှလုံးသွင်းမကောင်းတဲ့အခါငါ့ကိုနှိမ်နေငါ့ကိုဒါလူရှိသူရှိမှအရှက်ခွဲတယ်ဒါငါ့ပေါ်မှာတတ်တဖိနှိမ်တယ်စတဲ့သဘောထားမျိုးထားမယ်ဆိုရင်တော့ ်ရံညိုးတွေဖြစ်လာတယ်။တပည့်အရင်ရဲ့ရံညိုးထားခြင်းကိုလည်းခံကြရတယ်။သာသမိအရင်ရဲ့ရံညိုးထားခြင်းကိုလည်းခံရတဲ့မိဘမျိုးဆိုတာရှိတယ်။ဒါကြောင့်တတိထားစင်ကြင်သင့်တဲ့အရာတွေတစ်ဖက်သူနဲ့စကားပြောတဲ့အခါမှာမှန်နေတာတောင်မှနားဝင်လွယ်တဲ့စကားမျိုး ပြောတတ်ရတယ်။မှန်နေတာတောင်မှตาหยาเปาะเปียงโตสกาမျိုးเปาะตัดหยาเด အပြုံးပါတော့စကားမျိုး ပြောတတ်ရတယ်။တပတ်သူကနားထောင်ပြီးသူစိတ်ခံစားမှုကိုထိခိုက်သွားစေတဲ့အရာမျိုးမဖြစ်သွားအောင်တတိထားရတယ်။တော်တော်လေးတတိထားနိုင်ပါမှတော်ကကြတယ်။ကာလဒေသအရာပြောတဲ့လို့ပြောတယ်ဆိုတာတောင်မှကိုယ့်ရဲ့စေရနာကတမျိုးဒါပေမဲ့ကိုယ့်နှုတ်ကထွက်သွားတော့လေသံစကလုံးရွေးချယ်မှု တွေမှားသွားတဲ့အခါအညိုခံရတတ်တယ်။ဒါကဘာမှမဟုတ်ဘဲနဲ့တောင်းရံညိုထားခံရတာမျိုး။တချို့ပြင်ပလောကသားတွေနဲ့ကိုယ်မိသားစုမဟုတ်သူတွေနဲ့ဆက်ဆံတဲ့အခါမှာပို့ပြီးတော့ဆိုးသွားတယ်။သူကကို့အပေါ်မှာနားလည်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့တမိသားစုလည်းမဟုတ်ဘူး။ဒီအခါမှာကိုယ်ရွယ်တာကတမျိုးသူခံယူပုံကတမျိုးအဲ့ဒီမှာအညိုအတေးတွေထားတတ်ကြတယ်။တခါတည်းရမှာ ကိုကမသိလိုက်ပဲနဲ့သူကညံညိုးထားနေတယ်ဆိုတဲ့သူမျိုးတွေကိုကြုံလိုက်ရင်အဟောသွားလိမ့်မယ်အဲ့ဒါမျိုးတွေဘုန်းကြီးတို့တွေလည်းကြုံခဲ့ကြတာထင်မှတ်မထားသောလူကကိုယ်ကိုညှိုးနေတယ်ဆိုတာမျိုးသူ့စိတ်ထဲမှာအညိုးအတင်းနဲ့မှတ်ထားတယ်ဆိုတာမျိုးကိုကြုံလိုက်တဲ့အခါမှာအဟောမင်းသက်ဖြစ်သွားခဲ့ဘူးလေဒါကြောင့်တသက်လုံးစင်ကြံတော့တယ် မပြောတဲ့လုံးဝကိုမပြောတော့ဆုံးမတဲ့လေဆွေရင်တော်မှာနာခံတတ်သူသောဝဆတ္တာဂုံနဲ့ပြည်စုံမှဆုံးမတယ်ဆုံးမလို့မရသူကိုရှောင်ပြီးတော့နေလိုက်တယ်ခစ်ကဆုတ်ကတ်ကြီးမှာရောက်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုပြောလိုက်တဲ့စကားကို အဖြူအောင်နှလုံးသားနဲ့နားထောင်သွားမဲ့လူဆိုတာအမြဲတမ်းရမှာမဟုတ်တော့ဒါကြောင့်တူရတူရလူဝေချင်းချင်းပေါင်းကြတယ်ဆိုတဲ့အတိုင်းကိုစေတနာကိုတန်ဖိုးထားပြီး ကိုယ့်ရဲ့စကားကိုလည်းဘွေမယူတတ်တဲ့သူမျိုးတွေနဲ့တွေ့ဖို့ပဲစူတောင်းရတော့မှာပဲအဲ့တော့ကိုယ့်ဘက်ကတော့တတိတရားအမြဲထားပြီးတော့တစ်ဖက်သူကိုပြောမယ့်စကားများအပြုအမူများဆင်ခြင်တဲ့နာကောင်းတယ်ဆင်ခြင်တာကောင်းတယ်ဆင်လဲဆင်ခြင်တင်တယ်လို့မှာခြင်တာပါဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့လောကမှာယဉ်ညို့ကင်းတဲ့ဘဝမျိုးတွေပိုင်ဆိုင်နိုင်ပါစေ မြတ်တာလွှမ်းခြုံတဲ့ဘဝမှာနေနိုင်ကြပါစေအားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ